စနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းမင်္ဂလာပါနော်စနေသားသမီးများအတွေ့ပတ်စဉ်တောက်ကြနေညနေ6နာရီမှာပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကြေပွင်းဆိုတဲ့တဲတော်နမိတ်ဖြစ်ပါတယ်တဲတော်ဟောစရံလေးဖြစ်ပါတယ်ဒီဟောစရံလေးရဲ့တဒန်းဆိုရင်လည်းတတော်ဆိုမှတတော်ကြီးကြပါပြီနော်ဒါဆယ်စုနှစ်တကုမကမပြတ်ရက်မပြတ်တင်ပေးခဲ့တဲ့ဟောစရံလေးဖြစ်ပါတယ်အားလုံးလည်းမှတ်မိကြမယ်လို့ထင်ပါတယ်နော် ဟောဒရန်စီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ယူရောမင်္ဂလာချမ်းနေပြီးတော့ကောင်းမြတ်တဲ့သတင်းစကားလေးတွေပါတင်ပါလာ။အဲ့ဒါပါဆိုကျွန်တော်တို့ယူရောမင်္ဂလာချမ်းကဗုဒ္ဓဦးနေရလွဲပြီးတော့ကျန်တဲ့ရက်တွေမှာပြည့်ရမရှိပါဘူးဖွင့်ပါလေ။မြေတူမှုသူအခမဲ့ရေတရာတွေလာပြီးတော့ပြုလုပ်ဆောင်ရွက်နိုင်ပါတယ်။နောက်တစ်ခုကကျွန်တော်တို့ယူရောမင်္ဂလာချမ်းကိုဘယ်လိုလာမလဲတဲ့မေးတဲ့လူတွေပေါ့နော်။ရန်ကုန်ကလာတဲ့မိတ်ဆွေတွေဆိုရင်ထောက်ကျန်ထောက်ကျန်လမ်းဆောင်ပေါ့။ထောက်ကျန်လမ်းဆောင်ကြော်ပြီးဆိုတာနဲ့မှော်ပြီးဘက်ကိုလာတာအဲ့မှာ မော်ဘီယိုမရောက်ခင်မှာကျွန်တော်တိုးဂိတ်တူရှိပါလေအဲ့ဒီတိုးဂိတ်ကိုကိုလုံခွင်မှတ်တိုင်လို့ခေါ်ပါလေအဲ့ဒီကိုလုံခွင်မှတ်တိုင်ကနေဝင်ရမယ်နောက်ပိတ်နေကုန်းကြေးရွာပါအကျူတော်မင်္ဂလာချမ်းတူရှိပါလေနော်နောက်ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ကရေရာထူးထူးခြားခြားရေရာကြီးတစ်ခုဖိတ်ချင်ပါလေအဲ့ရေရာဘာလို့လာမဲ့တနင်္ဂနွေနေ့တပတ်ခါပေါ့တနင်္ဂနွေနေ့မှာကျွန်တော်အကျူတော်မင်္ဂလာချမ်းမှာခင်မွန်းကြီးဆယ်ပါ အလှရေရာပွဲကြီးရှိပါလေ ပုံမှန်တိုင်းအပတ်စဉ်တနင်္ဂနွေတိုင်းပြုလုပ်တာတော့မှန်ပါတယ်ဒီဒီဘက်တနင်္ဂနွေနေ့ကျတော့ကျွန်တော်တို့ကောင်းငင်ဂျိုနက်ခတ်တွေရမဖြစ်မနေပြုလုပ်ရင်လွန်စွာအကျိုးထူးတဲ့အတွက်ထူးထူးခြားခြားဒါအလေးထားပြီးတော့အလုံးကိုဖိတ်မှန်တကပြုခြင်းဖြစ်ပါတယ်เนาะဒါကြောင့်မလို့ဒီတပတ်ခါတနင်္ဂနွေနေ့မှာကမဏီတွေပါရေရယာကြီးမှာလာချီကြပါအကျိုးထူပါလိမ့်မယ်။ဒါကျန်တဲ့အပတ်တွေခြေတယ်နဲ့ဒီတစ်ပတ်နဲ့မတူပါဘူး။ကျွန်တော်တို့ကောင်းငင်ဂျိုနေနက်ခတ်တွေရ အလေးနဲ့ပြောခြင်းဖြစ်ပါတယ်။လာရင်မနေ့7နာရီလောက်ရောက်လာပါအိညီအဖြူလေးတွေဝတ်ခဲ့ကြပါနော်။အိညီအဖြူလေးတွေဝတ်ခဲ့ကြပါ။နောက်တစ်ခုကကျွန်တော်တို့အเจ้าမျိုးနဲ့ယူရောမင်္ဂလာချမ်းကိုမလာနိုင်ကိုကဘေးရင်လဲမေးခြင်းတယ်။ကို့မှာလည်းအเจ้าကိစ္စရှိတယ်။အကူကြီးလဲတောင်းခြင်းတယ်ဆိုရင်တော့ဖိုင်ဘာကနေပြီးတော့ဆက်သွယ်နိုင်ပါတယ်နော်။အဘိုင်ဘာနံပါတ်လေးတွေကျွန်တော်ပြောပါမယ်39692395လုံး9 39692390ဆိုတဲ့နံပါတ်ဖြစ်ပါလား ကဲကျွန်တော်တို့ဟောဒန်အစီအစဉ်လေးစကြရအောင်ပါနော်စနေသားသမီးတွေအတွက်ကြလာတဲ့တဲတော်နမိတ်ကလေးရှိပါတယ်ဒီနမိတ်ကတော့ဒီတစ်ပတ်ကတော့နည်းနည်းနမိတ်ကလေးတွေဟာမကောင်းဘူးနည်းနည်းညံ့တယ်အဲ့လိုနမိတ်မျိုးဖြစ်ပါတယ်အားလုံးအထင်သာမြင်သာအောင်နမိတ်လေးတွေကိုပြောပြမယ်ဆိုရင်တော့ရဲတိုက်ကြီးတစ်ခုပါအဲရဲတိုက်ကြီးတစ်ခုကိုကျွန်တော်မိုးကြိုးခါတာပါနော်မိုးကြိုးခါတဲ့အခါကျတော့အဲ့ရဲတိုက်ကြီးကခေါင်းပွင့်လာအထက်မှာရှိတဲ့အာပိုင်းမှာဆိုရင်မီးမီးတွေပါတယ်တောင်လောင်းတယ်ပေါ့ နောက်တစ်ခုကကျွန်တော်အထက်မှာရှိတဲ့လူတွေလွင့်စင်ပြုတ်ကြတဲ့ကံကြမ္မာသမီးဖြစ်ပါတယ်အဲပြိုကျသောရဲတိုင်းသူလို့အတိတ်ပဲပွင့်တာပေါ့နော်အဲ့တော့ဒီကလမှာကျွန်တော်တို့စနေသားသမီးတွေအတွက်စီးပွားရေးတို့အလုပ်အကိုင်းတို့အကျန်စီတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းညံ့ပါတယ်နည်းနည်းမဟုတ်ပါအများကြီးညံ့ပါတယ်အဲ့တော့အစားအသောက်ရသတိထားပြီးတော့ဆောင်ရွက်တဲ့အချိန်ကာလဖြစ်တယ်ကုမ္ပဏီလုပ်ငန်းတွေဆိုရဝန်ထမ်းလုပ်တွေလုပ်ကြနေတဲ့စနေသားသမီးတွေဆိုရင် မမျောလင်းမဲနဲ့အလုတ်ကျုပ်တတ်တယ်အလုတ်ကနေလူလျှော့တယ်ဆိုရင်ပါတတ်တယ်အကောင်သားကြီးကနေပြီးတော့အထက်လူကြီးနဲ့ကိုယ်နဲ့ကြီးစွာသောပြဿနာ ပေါ်ပေါက်တတ်တယ်အထက်လူကြီးဆရာသမားတွေကိုအကြောင်းပြပြီးတော့တဲ့စိတ်သောကရောက်ရတတ်တယ်အလုတ်ကနေထွက်ချင်သိပေါ်တတ်တယ်ဒီကံထွက်ကိုမထွက်တင်ပါလို့ရကောင်းမလားမကောင်းလားလို့စဉ်းစားနေတဲ့ကိစ္စလေးရှင်လည်းချိန်စားတင်တာပေါ့နော်အလုတ်ကနေရုတ်တရက်စိတ်လိုက်မှာပါအလုတ်ထွက်ချင်းတို့ ပြီးတဲ့အခါကျမှအလုံးမရှိ gain မရှိအဲ့လိုမျိုးတွေဖြစ်ချင်းလို့အဲ့လိုမျိုးတွေကြုံတွေ့ရတတ်တဲ့ကံကြမ္မာမျိုးဖြစ်ပါတယ်ဒါကြောင့်အလုံးကိစ္စနဲ့ပတ်သက်ရင်နည်းနည်းသတိထားမယ်ပေါ့နော်ဒီစဘက်ကတော့နည်းနည်းလေးညံ့တယ်ညံ့တာကိုညံ့တယ်လို့ပြောရခြင်းဖြစ်ပါတယ်ညံ့တဲ့သူတွေကလည်းစိတ်မကောင်းမဖြစ်ပါနဲ့နော်အရာရာသတိဝရိယလေးနဲ့ကြော်ပြရမှာပါနော်ကိုပိုင်စီပွားရေးလုပ်ငန်းလုပ်ကန်နေတဲ့သူတွေလည်းပဲကျွန်တော်တို့အရင်မစွန့်နေပါဘူး။နော်ရင်းနှီးမြှုပ်နှံမှုတွေကဏ္ဍတွေမှာနည်းနည်းလေး သေးသေးကြာကြာလေးဂရုတစိုက်ကလေးနဲ့သေးကြလေးစီမံဆောင်ရွက်တင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီငွေကြေးဆုံးရှုံးမှုတွေငွေကြေးနဲ့ပတ်သက်ပြီးတော့နှင်းမြုပ်မှုတွေကြုံရတတ်တဲ့အချိန်ကာလဖြစ်ပါတယ်။လုံးဝကောင်းမလားမကောင်းမလားတို့လှုပ်တင်လားမလှုပ်တင်ဘူးလားတို့အဲလိုမျိုးတွေးတော့ချိန်စနေတဲ့ကိစ္စတွေဆိုရင်ဆက်လက်ပြီးတော့လည်းနည်းနည်းလေးထပ်ပြီးတော့ချိန်စတင်တယ်လို့အကြံဉာဏ်ပေးတင်ပါတယ်။ဒါကနံပါတ်၁ကအလုံးနဲ့ပတ်သက်တဲ့ကံပေါ့နော်။အလုံးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးခက်ခဲဖြစ်တတ်ပါတယ်။ တော့ဆက်ဆက်မှုတွေကအဲ့လိုတဲရော့ကတ်တွေမှာကြတော့တခုနဲ့တခုတကတ်နဲ့တကတ်အဲ့လိုဆက်ဆက်မှုတွေကအပြည့်အဝရှိတာပါကျွန်တော်အလုံးနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးကမောက်ကမောက်တွေဖြစ်မဲ့ဆိုတဲ့နမိတ်ကြတဲ့အချိန်မှာဒုတိယအဓိကဒုတိယအရေးကြီးတဲ့ကတ်တရကတ်တကတ်ဖြစ်တဲ့ငွေကြေးနဲ့ပတ်သက်တဲ့ကတ်ကိုသွားကြည့်လိုက်တဲ့အခါကျတော့လေဓာတ်နမိတ်သွားကြည့်တော့သွားဟိုထင်းတော်မြင်တော်ပြောမယ်ဆိုရင်သွားလှေလေးတစ်စင်းပေါ့ဗျာအဲ့လှေပေါ်မှာ အာသားမီကိုယူစားတဲ့လူသားနှစ်ယောက်တိုင်းနဲ့နောက်ကဟာလှေလှော်ပေးနေတဲ့လူကြောက်ရှိတယ်။နောက်ရှေ့မှာကျတော့လှေရခကြီးမတွင်ဘူးဓာတ်တွေစိုက်ထားတဲ့နမိတ်ကြတာပေါ့။အဲ့တော့ဒီကလာမှာကျတော့စနေသားသမီးတွေရဲ့ငွေချင်းနဲ့ပတ်သက်တဲ့ကံတရာမှလည်းပဲနည်းနည်းလေးစိတ်မောလူမောလေးတွေဖြစ်ရတတ်တဲ့အဟံတာပိတ်ပင်လေးတွေကြုံရတတ်တဲ့ရရကြီးတဲ့ငွေတွေမရဘဲနဲ့အာပေးစရာကြီးတဲ့ငွေတွေနဲ့အဲ့လိုဂျမ်းပြစ်တာမျိုးတွေကြုံရတတ်တယ်။ငွေချင်းနဲ့ပတ်သက်ရင်ဂျမ်းပြစ်တတ်တယ်ပေါ့။အဲ့တော့ဒီကလာမှာ တရေသားသမီးတွေနဲ့ပတ်စံချီတာငါလာအာမခံတာတွေမလုပ်တင်ဘူးလို့ပဲကြံကြံပေးတင်ပါအဲလူမှုရေးကြတော့တော်တော်လေးကောင်းတယ်ဒါသဘောကကမ္ဘာလောကနမိတ်ကြတယ်လူမှုရေးကန္တာကောင်းတယ်လူရှိလူกินတွေများတယ်ပေါင်းစင်းဆက်ဆံရေးတွေအဆင်ပြေတယ်လူအများကြီးနှစ်သက်လူလားချင်းကိုခံရတယ်ကိုယ့်ရဲ့နာမည်ဂုဏ်သတင်းကြော်ကြားခြင်းတွေရနောက်ကျမ်းမာရေးကျမ်းမာရေးကတော့ကမ္ဘာလုံးကိုခြိုင်တာတဲ့နမိတ်ဆိုတော့တော်တော်လေးကောင်းပါကျမ်းမာရေးကန္တာကောင်းတယ်ကျမ၏ဆိုးဆိုးရွားရွားအညံ့ခိုက်တွေမရှိပါဘူး။ဟိုရင်ရင်တော့ ကျမ်းမာရေးညံ့နေတော့မှကျမ်းမာရေးတွေပြန်ပြီးတော့ကောင်းနိုင်တာပေါ့။နောက်ပညာရေးကောင်းတယ်။ပညာရေးတော်တော်လေးကောင်းတယ်။သူကဒဆန်းနဲ့နေမင်းကနေမင်းရဲ့သဘောကထွန်းလင်းတဲ့သဘောတောက်ပတဲ့သဘောအလင်းရောင်ဖြာထွက်တဲ့သဘောဆိုတော့နောက်ပညာရေးကဏ္ဍတွေမှာကောင်းတယ်။စောင်းမွေးဖြည့်ဆို့ခြင်းတွေသင်တန်းတက်ရခြင်းတွေအဲ့ဒါတွေကတော့အဖက်ဖက်ကနေပြီးတော့ကံကြမ္မာကောင်းပြီးတော့အောင်မြင်မှုရှိတယ်။ဟောနောက်ထူးထူးခြားခြားကောင်းတာရှိသေးတယ်။အဲ့ဒါပါလဲဆိုအခြေအနေတော်ကြီးကောင်းတယ်။ နော်အခြေစနေသားသမီးတွေအတွက်အခြေခံသာတာကောင်းတယ်စနေသားသမီးများအတွက်အိမ်တော်ရေးနဲ့ပတ်သက်တဲ့ကံသာတာကောင်းတယ်ကောင်းတာဘယ်လောက်ကောင်းလဲဆိုရင်တရားမှာတရားရကံတို့လောက်ကောင်းတယ်ဘာလို့သူကနမိတ်ကိုတွေကတလဘာဆိုတဲ့နမိတ်ချစ်သူများဆိုတဲ့နမိတ်ကြအဲ့တော့အခြေခံသာတာကောင်းတယ်ချစ်သူမရှိသေးတဲ့လူချစ်သူရတတ်တယ်ဆေးဆက်ကြောင်းလန်းကိစ္စတွေမင်္ဂလာကိစ္စတွေအောင်မြင်တတ်တယ်သားသမီးရင်သွေးရတနာတွေရတတ်တယ်အခြေရေးမှာအဖက်ဖက်ကနေပြီးတော့ကိုယ်ကူညီပံ့ပိုးပေးမဲ့လူတွေအများကြီးနဲ့ကြုံရတတ်ပါတယ် အဲ့တော့ဒါတော့ဒါကြံကြမာနမိတ်ဖတ်ကြားပေးခြင်းဖြစ်ပါတယ်နော်အဲ့တော့စနေသားသမီးများတို့အကျိုးပေးတယ်ကံကောင်းတဲ့အရာလေးတွေရှိပါတယ်အဲ့ဒါပါလို့အစိမ်းရောင်နဲ့အဖြူရောင်နဲ့ဖြစ်ပါတယ်အစိမ်းရောင်အဖြူရောင်ကောင်းတယ်နောက်ကနန်းကြတော့အကျိုးပေးကနန်းကြတော့နှစ်ကနန်းလေးကနန်းလေးကနန်းနှစ်ကနန်းအဲ့ဒါလေးတွေကောင်းလာပါနော်လေးကနန်းနှစ်ကနန်းနှစ်ကနန်းလေးကနန်းအဲ့ဒါလေးတွေကောင်းတယ်နောက်ဟိုလက်ဖက်ရည်နဲ့ကိတ်မုံနဲ့ အဲ့ဒါကိုမြတ်စွာဘုရားကိုကပ်ပြီးတော့ဆူတောင်းရင်စနေသားသမီးတွေကအញ្ញံအကြိုက်တွေကလွတ်မြောက်ပြီးကံကြမ္မာကောင်းတယ်မှာဖြစ်ပါတယ်။ဒါစနေသားသမီးတွေအတွက်တပတ်တာကလာမှတွေ့ကြအောင်မယ်ကံကြမ္မာအဆိုးကောင်းတွေကိုကျွန်တော်တို့ဒုက္ခကြေပွင့်တရတော်နမိတ်ဖတ်ကြားပေးခဲ့တာဖြစ်ပါတယ်။ပုံမှန်အပြင်ဆိုရင်တော့စနေသားသမီးတွေရဲ့ကံစားတာကတော့ဒီနေ့ကနည်းနည်းလေးအញ្ញံတွေများပါတယ်။ဒါတက်နိုင်သလားဘာသာရေးတွေလုပ်ပါဖရာတရားလုပ်ပါအတိတ်တန်ပတိလေးတွေစိတ်ပေးပါမြတ်တာတရားပို့ပါကိုကိုကိုကျေးဇူးတင်ပါကျေးဇူးတရားနဲ့နှိုးတာပါ တနေ့တာကလပတ်လုံးတပတ်တာကလပတ်လုံးစိတ်နှလုံးချမ်းမြေ့ပျော်ရွှင်စွာနဲ့ဖြတ်သန်းနိုင်အောင်ကြိုးစားတင်ပါလေနော်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်တို့ဒီဟောသတန်းကြည့်လေမိတ်ဆွေတွေတွေ့ကျွန်တော်တို့လာမယ့်ယူရောမင်္ဂလာချမ်းမှာလာမယ့်တနင်္ဂနွေနေ့မှာခင်မွန်ကြီးဆယ်ပါအလူရရပွဲကြီးရှိပါတယ်ပုံမှန်တိုင်းလည်းရှိတာပါဒါဒီတစ်ပတ်ကပို့ပြီးတော့ပြုတ်လုတ်တင်ပါလေ။ဘာကြောင့်လဲဆိုယနေ့ကောင်းငင်ဂျိုနေနက်ခတ်တာယာတွေကိုတွက်သက်ကြည့်တဲ့အခါကျတော့ဒီရပိုင်းတွေတော်တယ်မှာခင်မွန်ကြီးဆယ်ပါကရော့မှာ အခက်အခဲကြတဲ့တွေပြေလည်မယ်လွတ်မြောက်မယ်အောင်မြင်မှုတွေပိုရမယ်လို့တွက်ကိန်းရှိတဲ့အတွက်ကျွန်တော်တို့ဒီတစ်ပတ်မှာအလေးနဲ့ဖိတ်ကြားခြင်းဖြစ်ပါတယ်နော်တနင်္ဂနွေနေ့မနေ့၈နာရီအရောက်လာခဲ့ပါဒိတ်ညီဖြူလေးတွေဝတ်ခဲ့ကြဖို့ဖြစ်ပါကျွန်တော်ရဲ့မိတ်ဆွေပေါင်းကိုကျမ်းမစိတ်ချမ်းသာလူရဆန္ဒပြေပါစေအစာရည်သာဘောကျော်ပါပါစေဘေးဥပ္ပံအနေနဲ့ကင်းပါစေလို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်